ဒီမိုကရေစီအကျိုးပြုကရင်သက်မတော် DKBA ကိုကြားဖြန့်ငွေလိမ့်လေလုပ်ငန်းတွေနဲ့ဆက်ဆက်မှုကြောင့်အမေရိကန်ကပိတ်ဆို့အရေးယူလိုက်ပါတယ်။အမေရိကန်ဗန်နာယွင့်ဝန်ကြီးဌာန OFAC က DKBA နဲ့သူတို့ရဲ့ထိပ်တန်းခေါင်းဆောင်၄ယောက်ပါဝင်ဆက်ဆက်ကုမ္ပဏီတွေကိုစိုက်ပါလိမ့်လေမှုကြားဖြန့်လုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုနဲ့နိုဝင်ဘာလ၁၂ရက်နေ့မှာပိတ်ဆို့အရေးယူလိုက်ပါတယ်။ ဒီအေးအေးယူခံရတဲ့ DKBA ခေါင်းဆောင်တွေထဲမှာစောစတီ၊စိုက်ကြော်လာ၊စောစိတ်ဝင်းနဲ့စောစန်းအောင်တို့ပါဝင်ပြီးတော့သူတို့နဲ့ဆက်ဆက်တဲ့ထိုင်းကုမ္ပဏီနှစ်ခုနဲ့ထိုင်းနိုင်ငံသားချန်မူဆူဝမ်ကိုလည်းပိတ်ဆို့ခဲ့ပါတယ်။အမေရိကန်ထုတ်ပြန်ချက်အရ DKBA ဟာတရုတ်ရဇဝုခိုင်းရီနယ်ပူပေါင်းပြီး online လိမ်လည်မှုစင်တာတွေတည်ထောင်ခဲ့ပါတယ်။ ဒီငွေလိမ့်လေရဇဝုကွန်ရက်တွေကအမေရိကန်နိုင်ငံသားရိစီကနေဒေါ်လာဘီလီယံပေါင်းများစွာခိုးယူနေပြီးရရှိလာတဲ့ဝင်ငွေနဲ့ DKBA ရဲ့လုပ်ငန်းတွေကိုထောက်ပံ့ပြီးမြန်မာပြည်သွင်းစစ်ကို ပိုပြီးစိုးဝါးစေတယ်လို့ဖော်ပြထားပါတယ်။ အေးအေးယူမှုကြောင့်ပိတ်ဆို့ခံရသူတွေရဲ့အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ပိုက်ဆိုင်မှုအားလုံးကိုသိမ်းဆည်းမယ်လို့လည်း OFAC ကကြေညာခဲ့ပါတယ်။ဒါပြင်အမေရိကန်ဟာကြားဖြတ်ကွန်ရက်တွေကို ဖြိုခွင်းဖို့အတွက်အထူးသက်ဖွဲ့ကိုပါဖွဲ့စည်းလိုက်ပြီးဖြစ်ပါတယ်။စီးရီးတည်တဲ့ပုံနဲ့ဆက်ပါမယ်။စကိုင်းတိုင်းကင်ဘလူးနဲ့ခင်ဦးမြို့နယ်ကြားမှာတော်လန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်တမတတော်လက်အောက်ခံစစ်ကြောင်းတစ်ခုလုံးပြုတ်သွားခဲ့တယ်လို့ဒေသတွင်းသတင်းမြစ်တွေကပြောပါရီ နိုဝင်ဘာလ12ရက်နေ့မှာကမ့်ဘလူးကရင်တိုက်ရွာနဲ့ခင်ဦးရှာသောရွာကြားမှာ PDF ပကဖအပါဝင်ပူပေါင်းတပ်တွေကဂျားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတမ33ပြူဟာမှုအလောင်းပါရရှိခဲ့တယ်လို့စစ်ရေးတဲ့င်းမြစ်တွေကဆိုပါတယ် စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်တဲ့ကနဦးတည်င်းတွေအရာစစ်ကွန်မရှင်ဘက်ကစစ်တုပ်ပန်း14ရောက်ကိုဖမ်းဆီးရမိထားပါတယ်။ဒါပြင်လက်နက်မျိုးစုံ20ကျော်နဲ့ခဲယမ်းတွေကိုလည်းတိစီရရှိခဲ့တယ်လို့ဓာတ်ပုံမှတ်သားတွေမှတွေ့ရပါတယ်။ တော်လည်ရေရဲဘော်တွေကဖမ်းမိတဲ့စစ်တုပ်ပန်းတွေကိုစစ်ဆေးနေတဲ့ရုတ်တံဖိုက်ကိုလည်းထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်ဒီစစ်ကြောင်းမှာကမ့်ဘလူးနယ်ကနာမည်ကြီးဖုန်ကြီးဝါတဝရဲ့ပြူစောတီအဖွဲ့ဝင်အများအပြားပါဝင်တယ်လို့ဆိုပါတယ်။စစ်ကြောင်းလုံးဝပြုတ်သွားတာကြောင့်စစ်ကော်မရှင်ဘက်ကဂျိုင်ရိုကော်ပတာ၃စီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ ထိုင်းမြန်မာနယ်ဆက်ကုတ်တွယ်ရေးမျိုးဖြစ်တဲ့တနင်္သာရီတိုင်းထက်ကမောတောင်မြို့ကိုစစ်ကုမရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်။စစ်ကုမရှင်တပ်နဲ့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ပူးပေါင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကုမရှင်ကလေကြောင်းနဲ့လက်နက်ကြီးတွေအသုံးပြုပြီးတိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။နိုဝင်ဘာ10ရက်နေ့ကစပြီးတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ နိုဝင်ဘာလ12ရက်နေ့မှာတော့မောတောင်မြို့ပေါ်ကိုဂျက်တိုက်လီရင်နဲ့ဘုံလာကျဲတာနှစ်ကြိမ်အထိရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နိုင်ရီစင်ဈေးနဲ့မွန်ကြောင်းအပါဝင်မြို့တွင်အဆောက်အုံတွေမီးလောင်ပျက်စီးခဲ့တယ်လို့ဆိုကြပါတယ်။တိုက်ပွဲတွေကြောင့်မောတောင်မြို့ခန့်တထောက်ကျော်ဟာထိုင်းနယ်စပ်မြင်းအနီးမှာထွက်ပြေးသိမ်းရှောင်နေရပြီးစားနပ်ရိက္ခာစီဝါနဲ့အမိုးကားတွေအပါဝင်အရေးပေါ်ကူညီတွေလိုအပ်နေတယ်လို့စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတွေကဆိုပါတယ်။ ထိုင်းအနာပိုင်တွေကလည်းစစ်ဘေးရှောင်တွေကိုလာရောက်ကြိရှိသွားတယ်လို့ဆိုပါတယ်။ KNU ကတော့စစ်ကော်မရှင်ရဲ့ဒီလိုဘုံကျဲမှုတွေဟာလက်လို့ဆုံးရှုံးခဲ့ရတဲ့နေမျိုးတွေမှာပြည်သူတွေအကြောက်တရားဖြစ်စေဖို့ရည်ရွယ်ချက်ရှိရှိလှုံ့ဆော်နေတာဖြစ်တယ်လို့သတင်းဌာနတွေကိုပြောပါတယ်။ ိန္ဒိယမြန်မာနယ်ဆက်စစ်ဘေးလျှောက်စခန်းမှာပြင်းထန်တဲ့ဝမ်းရောဂါကူးစက်မှုဖြစ်ပြီးကလေးတွေပါတည်ဆုံမှုရှိနေပါတယ်ချင်းပြည်တောင်ပိုင်းပလဝါမြို့နယ်ကထွက်ပြေးလာကြတဲ့စစ်ဘေးရှောင်900ကျော်နေထိုင်တဲ့အိန္ဒိယမြန်မာနယ်ဆက်မီဇိုရန်ပြည်နယ်ကာဂီရွာမှာပြင်းထန်တဲ့ဝမ်းပြက်ဝမ်းလျှောကူးစက်ရောဂါဖြစ်ပွားနေပြီးတော့သေဆုံးသူစုစုပေါင်း900အထိရှိလာခဲ့ပါတယ် နိုဝင်ဘာလလဆန်ပိုက်ကစတင်ပြီးဖြစ်ပွားခဲ့တဲ့ဒီဝမ်ယောဂကြောင့်နိုဝင်ဘာလ12ရက်နေ့မနက်ပိုင်းမှာလည်းအသက်14နှစ်အရွယ်ကလေးတစ်ယောက်ထပ်ပြီးတည်ဆုပ်ခဲ့တယ်လို့ဂူကြီးထောက်ပံ့ရေးအဖွဲ့ Plewa IDPs and Humanitarian Supporting အဖွဲ့တာဝန်ခံ Slice Sutan ကပြောပါတယ် တည်ဆုံးသူတွေထဲမှာဒီသားခံတွေနဲ့စစ်ပေးရှောင်တွေပါဝင်ပါတယ်လက်ရှိမှာကာကီစစ်ရှောင်စခန်းအပါအဝင်စခန်း၃ခုမှာယောဂကူးဆဲခံရတဲ့သူ30ကျော်ရှိနေပြီးတော့ယောဂဖြစ်ပွားရတာဟာရေမသက်ရှင်းတာကြောင့်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်ယောဂကိုထိချုံနိုင်ခြင်းမရှိသေးတာကြောင့်စစ်ပေးရှောင်အကူအညီပေးရေးအဖွဲ့တွေကအရေးပေါ်စီဝါနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေအမြန်ဆုံးလိုအပ်နေတယ်လို့ပြောပါတယ်လောလောဆယ်မှာယောဂကူးဆဲမှုကိုထိချုံဖို့အတွက်ကာကီရွာကိုလူငယ်အဖွဲ့ကနေလော့ဒေါ ော်ချထားပါတယ်။မြမချင်းချင်းကြားမှာဖြစ်ခဲ့တဲ့အံ့ဩစရာအံ့အားတင့်စရာတဲ့တဲ့ပုတ်ကိုပြောပြပါမယ်။ မြန်မာအချင်းချင်းကြားမှာ ထိုင်းဘက်ငွေစက်တန်းခိုးယူခဲ့တဲ့တည်င်းမှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာအရင်ရင်းနှီးကြတဲ့မြန်မာအချင်းချင်းကြားဖြစ်ခဲ့တဲ့ဘက်ငွေစက်တန်းကျော်ဖောက်ထွင်းခိုးယူမှုဖြစ်စဉ်မှာပြည်မှုကျူးလွန်သူ၃ယောက်ကို ထိုင်းရဲတပ်ဖွဲ့ကတရက်အတွင်းဖမ်းဆီးနိုင်ခဲ့ပါတယ်ဖြစ်စဉ်ကနိုဝင်ဘာ9ရက်ညပိုင်းမှာဘန်ကောက်ဖရခနိုဆိုတဲ့နေရာကကွန်ဒိုမီနီယံတစ်ခုမှာဖြစ်ခဲ့တာပါမြန်မာလောက်သားဗီဇာဝန်ဆောင်မှုလုပ်ငန်းပိုင်ရှင်အမျိုးသမီးတယောက်ရဲ့အခန်းထဲကဘက်ငွေ ွေဆယ်တန်းကိုခိုးတဲ့လူတွေကဝရဒန်ပြတင်းပေါက်ကနေဝင်ပြီးခိုးယူခဲ့တာပါဒီခိုးယူတဲ့သူ၃ယောက်ဟာခိုးယူခံရတဲ့သူလုပ်ငန်းရှင်နဲ့အရန်ကိုရင်းနေပြီးအလဲလာနေကြမိတ်ဆွေတွေဖြစ်တယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်ခိုးယူခံရသူရဲ့ထွက်သွားချိန်ကို စောင့်ကြည့်ပြီးဒီလိုလှောက်ဆောင်ခဲ့တာဖြစ်ပါတယ် ခိုးရသူတွေဟာချက်အံမြို့ကဟိုတယ်တစ်ခုမှာပုံနှိပ်ချိန်ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးတာကိုခံခဲ့ရပါတယ်။ရဲတပ်ဖွဲ့ကဘတ်၈တသမ၈တန်းကျော်ကိုပြန်လည်သိမ်းဆည်းရမိခဲ့ပြီးဒီဖြစ်စဉ်မှာခိုးယူသူတွေကိုညအချိန်ခိုးမှုအဆောက်အုံဖျက်ဆီးဝင်ရောက်မှုအပါအဝင် ပုံမှန်၃ခုနဲ့အမှုဖွင့်ထားတယ်လို့ထိုင်းရဲတပ်ဖွဲ့ကနိုဝင်ဘာ၁၂ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ထိုင်းဥပဒေအရဒီလိုငွေကြေးပမာဏများတဲ့အဖွဲ့လိုက်ရန်စုံမှုမျိုးအတွက်ပြမှုကျူးလွန်သူတွေဟာထောက်တန်းနှိရှေကြားခံ ရနိုင်ပြီးပြည်တယ်ပြီးဆုံးရင်လည်းနိုင်ငံကနေနှင်ထုတ်ခံရမှာဖြစ်ပါတယ်